သီးစိတ်ဝင်လာတဲ့စရုပ်တွေနဲ့လူသားတိုက်ပွဲဇလန်ရဲ့အစမှာတော့လူသားတွေကစရုပ်တွေကိုနှိမ့်စင်ဘွားအတွက်အသုံးချလာကြပါတယ်အင်ကူရင်းငားမဲ့စားစရုပ်တွေကိုပဲအစားလို့သုံးပြုလိုက်ကြပါတယ်ဒီစရုပ်တွေကိုလူတွေကိုကူညီပြုတီထွင်ထုတ်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်လူသားတွေမလုပ်ချင်တဲ့အလုပ်တွေကိုစရုပ်ကလုပ်ပေးပါတယ်အန်ရင်များလာပါတယ်ဆိုတဲ့အလုပ်တွေကိုလည်းစရုပ်တွေကပဲလုပ်ပေးပါတယ်သူတို့ကမငင်းမယူလုပ်ပေးကြတဲ့သူတွေဖြစ်တာကြောင့်အချိန်တွေဘလောက်ကြာတဲ့အလုပ်ပဲဖြစ်ပါစေလူသားတွေလိုအနာပေးစရာလည်းမလိုအပ်ခဲ့ပါဘူးဒီလိုနဲ့တနေ့မှာတော့ စရုပ်တွေကစဖောက်လာခဲ့ပါတယ်။ကိုပိုင်းသိစိတ်ဝင်လာပြီးလူသားတွေကိုပုံကန်လာကြပါတယ်။ဒီလိုနဲ့စရုပ်ထောင်ဝများစွာကလမ်းပေါ်ထွက်လာပြီးလူသားတွေရဲ့မတရားခိုင်းစင်မှုကိုမကျင်မနက်ဖြစ်ခဲ့ကြပါတယ်။ဒီအကြောင်းကသတင်းတွေထဲထီအောင်ပါလာခဲ့ပြီးနာမည်ကြီးလာခဲ့ပါတယ်။ဒီလိုနဲ့လူသားနဲ့စရုပ်စစ်ဖြစ်ခဲ့ကြပြီးစစ်ပွဲကနှစ်နှစ်ကြာလာခဲ့ပါတယ်။စရုပ်တွေကအစားမစားရေတောက်စရာမလိုတဲ့အပြင်အင်အားကုန်ခန်းစရာမရှိတဲ့အတွက်စစ်ပွဲမှာလူသားတွေကအရင်နေခဲ့ပါတယ်။ဒီလိုနဲ့စစ်ပွဲကြာလာတာနဲ့မြန်စစ်ပွဲကစရုပ်တွေနိုင်သွားတော့မှာပါ။ဒီရေးအတွက် Ethan Scape ဆိုတဲ့တိတ်ပန့်ပညာရှင်တယောက်ပေါ်ထွက်လာခဲ့ပါတယ်။ သူကလူသားတွေအတွက်ဝီထင်းစနစ်နဲ့ကိုယ်တိုင်လှုပ်ရှားသလိုခိုင်းစီလို့ရမယ်အစာထုတ်ဆက်ရုပ်တွေကိုတီထွင်ခဲ့ပါတယ်လူသားတွေကထိုင်ရာကမထားပဲအစာထုတ်ဆက်ရုပ်တွေနဲ့ဆဲအုပ်ချင်းချင်းစစ်တိုက်ခိုင်းပြီးစစ်ပွဲရလဒ်ကိုပြောင်းပြန်လှန်လိုက်ပါတယ်တပတ်အတွင်းစစ်ပွဲကပြီးဆုံးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဆဲရုပ်ကောင်းဆောင်ကစစ်ပွဲအញ្ញံခံအောင်လက်မှတ်ရေးထိုးခဲ့ပြီးစစ်ပွဲမှာကျန်ခဲ့တဲ့ဆဲရုပ်တွေကိုစန္ဒာတားမြစ်စုံထဲမှာဖမ်းချုပ်ထားလိုက်ပါတယ်စာချုပ်ရအဲ့ဒီဆဲရုပ်တွေကအဲ့ဒီစန္ဒာတားမြစ်စုံထဲမှာပဲရှင်သန်ခွင့်ရမှာဖြစ်ပြီးအဲ့ဒီစန္ဒာတားမြစ်စုံကနေအပြင်ကိုထွက်ဖို့စူးစမ်းနေအသက်ခံရမှာဖြစ်ပါတယ် ဆန္ဒသားမျိုးစုံဆိုတာဧကပေါင်း၄တောင်းကျော်တဲ့တိုက်ခိုက်နိုင်တာတစ်ခုပါပဲအစားတို့ဆက်ရုပ်တွေကစစ်ပွဲကြီးပြီးတဲ့နောက်မှာတော့လူတွေရဲ့နေစဉ်ဘဝမှာအသုံးချဖို့ဖြစ်လာပြီးအိမ်တိုင်းအိမ်တိုင်းမှာဒီနီးပညာကိုသုံးလာကြသလိုအကြောင်းလေးမှာလည်းဒီနီးပညာကိုအသုံးပြုခဲ့ကြပါတယ်ဒီနီးပညာကိုနူနိုကက်စတာလို့နာမည်ပေးထားပြီးစိတ်နဲ့ကိုယ်ကိုနှံနေရခွဲထားတဲ့နီးပညာလို့လည်းမိတ်ဆက်ခဲ့ပါတယ် မစ်ချယ်ဆိုတဲ့ကောင်မလေးကပထွေးနဲ့နေရတာဖြစ်ပြီးသူမရဲ့အမေရောမောင်လေးရောဆုံးသွားခဲ့ပါပြီပထွေးဖြစ်သူကတားမြစ်နေမြေတွေကပစ္စည်းတွေကိုဝယ်သုံးနေတဲ့သူကတားမြစ်နေမြေဆိုတာဆဲရုပ်တွေထားတဲ့နေရာကိုခေါ်တာပါသူမကလက်တွေ့ဘဝထဲမှာနေရတာကိုကြိုက်တဲ့သူဖြစ်ပြီးသူမရဲ့လို့အစားတို့ဆဲရုပ်ကိုသုံးရတာလုံးဝမကြိုက်တဲ့သူကမစ်ချယ်ကသူ့ရဲ့မောင်လေးကိုလွမ်းနေတာဖြစ်ပြီးသူ့ရဲ့မောင်လေးကကားစီးတဲ့နဲ့ဆုံးသွားခဲ့တာတိတ်မကြသေးပါဘူး ညညမှာမစ်ချယ်တို့အိမ်နဲ့ဆက်ရုပ်တရုပ်ရောက်နေတာကြောင့်မစ်ချယ်လည်းကြောက်သွီးဂရင်းအောင်ဝင်နေလိုက်ပါတယ်။အဲ့ဒီဆက်ရုပ်ကမစ်ချယ်ကိုရှာနေတာပါမစ်ချယ်လည်းအကြောင်းလန့်တကြားနဲ့မင်းပါလို့ကျွန်တော်လို့မေးတဲ့အခါမစ်ချယ်ကိုလည်းညှို့ထုတ်ပြပါတယ်။စကားမပြောတဲ့ဆက်ရုပ်ကသူ့မှာအတန်စနစ်ပြတ်နေလို့ဆိုတာကိုဂျီအန်လန့်ဟန်နဲ့ပြတာကြောင့်မစ်ချယ်လည်းပြုတ်နေတဲ့ဝါရီကိုဆက်ပေးလိုက်ပါလေ။အဲ့နောက်ဆဲယုတ်လေးကသူ့ကိုယ်သူမစ်ချယ်ရဲ့မောင်လေးဖြစ်ကြောင်းသူတို့မောင်တို့မှနှစ်ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံကိုညွှန်ပြပြီးပြောပါရယ်။မစ်ချယ်လည်းမယုံနိုင်တဲ့ကြောင့်ဓာတ်ပုံကိုပြန်လူရင် ယုံရင်ဆန်ခဲ့ဖြစ်တဲ့အတန်ဒီကြောင့်ပထွေးကသူ့အခန်းကိုလာကြည့်တဲ့အချိန်ဆေးရုပ်ကိုတွေ့သွားပါတယ်ပထွေးကဆေးရုပ်တစ်ကောင်ကိုအိမ်မှာလက်ခံထားရင်ဥပဒေအရထောင်ချနိုင်တာကြောင့်ဒီဆေးရုပ်ကိုမောင်းထုတ်ဖို့နဲ့တက်ဆိုင်ရာကိုအတီးပေးဖို့ပြောပါတယ်မေချေကလည်းဆေးရုပ်ကိုသူ့မောင်လေးများဖြစ်နေမလားဆိုတဲ့အတွေ့နဲ့ပထွေးလက်ကနေဆေးရုပ်ကိုခေါ်ပြီးပြေးပါတယ်မေချေကဆေးရုပ်ကိုသူ့ဘဲကိုသွားမှလည်းမေတော့တားမြင့်နေမြေလို့ပြန်ပြေးပါတယ်ဒီမှာမေချေကတားမြင့်နေမြေကနေသူ့အထွေပစ္စည်းကိုဝယ်နေရလူကိုသတိရသွားပါတယ်ဒီလူနဲ့ဆိုရင်တော့သူတို့သွားကျင်တဲ့တားမြင့်နေမြေကိုဘယ်လိုဝင်ရမလဲသိမှာပဲဆိုတဲ့အတွေ့နဲ့ပါဒီလိုနဲ့နှစ်ယောက်သားလူတွေမသိအောင်ရှောင်ပြေးကြရင် တရားမဝင်မောင်ကိုပစ္စည်းရောက်တဲ့ကီဆိုတဲ့လူကိုရှာတွေ့ပါတယ်ကီမှာလည်းဟမ်ဆိုတဲ့ဆက်ရုပ်လေးကိုရှိပါတယ်ဟမ်ကဆက်ရုပ်ဆိုတော့တားမျက်နှာမြည်တဲ့ကိုဝင်လို့ရတယ်သူယူလာပေးတဲ့ပစ္စည်းတွေကိုကီကဒီဘက်မှာပြန်ရောင်းစားပါတယ်ဒီလိုနဲ့နှစ်ယောက်သားအလုပ်ဖြစ်နေကြတာပါဒါတွေကိုအစားဆုံးကြည့်နေတဲ့မစ်ချယ်တို့နှစ်ယောက်ကကီရဲ့ကားနောက်ကိုခိုးဝင်ပြီးလိုက်လာခဲ့ပါတယ်ဒီမှာသူတို့နှစ်ယောက်နောက်ကိုရဲမှုရဲ့အစားတို့ဆက်ရုပ်ကလည်းလိုက်လာနေပါတယ်ဒီလိုနဲ့ကီတို့နေတဲ့မြို့စုံကမြေရောက်ခန်းလေးထီကိုမစ်ချယ်တို့နှစ်ယောက်လိုက်သွားခဲ့ကြပါတယ် အဲ့မြေရောက်ခန်းလေးထဲမှာကီရိုရဲ့တရားမဝင်ရောင်းတဲ့ပစ္စည်းတွေတူလောင်ထားတာအများကြီးပါမစ်ချယ်ကိုခိုးပြီးလိုက်လာပြီမဲ့ကီကတရီထားမိသွားပါတယ်ဒါနဲ့သူတို့ဒီကိုပါလို့လိုက်လာလေပြီးတော့မစ်ချယ်ကလည်းတာမင်းနေမြေကိုသွားမလို့ဘလို့သွားရမလဲမသိလို့တာမင်းနေမြေကပစ္စည်းတွေကိုမှောင်ခူရောင်းတဲ့ကီရိုနောက်ကိုလိုက်လာတာလို့ဖြစ်လဲပါတယ်ဒီမှာကီကငါမှောင်ခူရောင်းတယ်လို့မင်းကိုဘသူပြောတာလဲလို့ညင်းပါတယ်ဒါပေမဲ့မစ်ချယ်ကကီစီကမောင်ကိုပစ္စည်းတွေကိုသူ့ပထေးကဝယ်နေကြဖောက်တယ်လို့ပြောတော့မှကီကမငင်းတာတော့ပါဘူးအဲ့ဒီချိန်မြေအောင်ခန်းတဲ့ကိုဆင်းတဲ့ဒလိကာကအတန်ကြားတာကြောင့်မင်းနောက်ကိုဘသူလိုက်လာတယ်လဲမီတော့ မင်းချစ်လည်းမသိကြောင်ပြောခဲ့ပါတယ်။လိုက်လာတဲ့သူကရဲမှုဖြစ်တာကြောင့်ပုံးနေဖို့ကြိုးစားရမယ်။နောက်ဆုံးမှမိသွားခဲ့ပါတယ်။ဒီမာခီကသူတို့နှစ်ယောက်ကမောင်နှမဖြစ်ကြောင်နဲ့ဘာဆိုင်မှမရှိအောင်ပြောပြီးမှရဲမှုကတွေးထားပြီးသားမလို့လိန်လို့မရခဲ့ပါဘူး။စစ်ရုပ်ကိုလက်ခံလာတာကထောင်ချနိုင်တဲ့အပြင်ဖောင်ကိုပစ္စည်းတွေကိုပါတွေးထားတာကြောင့်မတက်တာတော့ပဲရဲမှုရဲ့အစားလို့စစ်ရုပ်ကိုတိုက်ခိုက်ဖို့တားမြစ်နေမြေတွေကိုထွက်ပြေးလာခဲ့ရပါတယ်။ထွက်ပြေးလာပြီမဲ့တားမြစ်နေမြေဆိုတာ ဲကနာရမလို့ကားနဲ့ဖြတ်လို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီသဲကနာရကိုကြော်သွားရင်လေကားကလိုမှာပါဒါကြောင့်တားမြစ်နေမြေပဲအချမ်းကကိုတော်တို့ခုမှဟမ်းမြက်အကြီးစားဆက်ရုပ်ခန္ဓာကိုကြီးရှိပါတယ်ဒီမှာဟမ်းကအဲ့ဒီခန္ဓာကိုကြီးစားခန္ဓာကိုယ်ရဲ့ဝင်ပြီးမောင်းနေပါတယ်အဲ့ဆက်ရုပ်ကိုကားကိုထမ်းနိုင်ပါတယ်ဒီလိုနဲ့ကားကိုထမ်းပြီးဆက်ရုပ်ကိုတဲကနာရနဲ့ဖြတ်စီခဲ့ပါတယ်လမ်းတစ်လျှောက်မှာစစ်ပွဲထဲမှာပျက်စီးခဲ့တဲ့ဆက်ရုပ်တွေရဲ့အပျက်စီးအမြောက်များစွာရှိနေခဲ့ပါတယ် သူတို့ဒီလိုသွားနေတော့ဘယ်ကမှမသိတဲ့ပစ္စည်းတွေရေခဲတစ်တိုင်နဲ့ပြပောက်ခံလာရပါတယ်ခဏနေတော့သူတို့စီကိုဆက်ရုပ်တချို့ရောက်လာပြီးသူတို့ကိုဖမ်းခေါ်သွားပါတယ်တကယ်တော့ဆက်ရုပ် ကောင်းဆောင်ကဖမ်းခိုင်းလိုက်တာဖြစ်ပါတယ်ဒါပေမဲ့သူတို့ရည်ရွယ်ချက်ကိုတည်သွားတဲ့ဆက်ရုပ်ကောင်းဆောင်ကဖမ်းမထတော့ပဲကောင်းအောင်မဆက်ဆံခဲ့ပြီးသူတို့နဲ့အတူပူပေါင်းခဲ့ပါတယ်ဒီလိုနဲ့တဲကနာရတွေကကစားမတစ်ခုမှာတော့လူတယောက်နဲ့တွေ့ခဲ့ပါတယ်အဲဒီလူကတခြားသူမဟုတ်ပါဘူးမေချဲတို့ဆေးုံတရတဲ့အချိန်မေချဲမောင်လေးကိုတည်ပြီးလို့ပြောခဲ့တဲ့ဆရာမှာပဲဒါနဲ့မေချဲလည်းမရှင်းတာကြောင့်ဒီကိုပါလို့ဒေါက်တာကရောက်နေလဲမေးတော့တကယ်တော့မေချဲမောင်လေးဆက်ရုပ်တွေက ဒေါက်တာကိုရိုင်းလုတ်ခဲ့တာပါကားစီးတံတော့ကမြချက်မောင်ကကိုမဝင်နေခဲ့ပါတယ်ဒီမှာစမ်းသက်ချက်တွေအရမြချက်မောင်မှာငကူရှိနေတဲ့မျိုးဗီဇာကထူကြတာကြောင့်အီသန်စကိတ်ကမြချက်မောင်ရဲ့ခန္ဓာကိုယ်ကိုတုံးချပြီးလူတွေတုံးနေတဲ့အစာလူဆဲရုပ်ကိုတီထွင်ခဲ့ပါတယ်ဒါကအလုပ်ဖြစ်သွားချိန်မှာမြချက်မောင်ကိုတေးပြီးဆူပြီးမိသားစုကိုအကြောင်းကြားခဲ့ပါတယ်ဒီစမ်းသက်မှုတွေအပြီးမှာဒေါက်တာနဲ့အီသန်စကိတ်တို့သဘောထားကွဲလွဲခဲ့တာကြောင့်ဒေါက်တာကအီသန်စကိတ်ဆရာထွက်ပြီးဒီတားမြစ်နယ်မြေထဲမှာဇက်မြုပ်နေခဲ့ပါတယ် လေချောင်းတွေအားလုံးကိုရှင်းပြလိုက်တော့မှမေချေကသူ့မောင်လေးကမသေးသေးမှန်တိသွားပြီနောက်ပိုင်းမေချေမောင်လေးစေုပ်ဖြစ်ပေါ်လာပုံကတော့မေချေမောင်ရဲ့အသီးစေကိုဒီစက်ရုပ်ထဲကိုဒေါက်တာကအီသန်စကိတ်မသိအောင်ထည့်ပေးခဲ့တာကြောင့်ဒီစက်ရုပ်လေးရဲ့အသီးစေကမေချေရုပ်အိမ်ကိုလိုက်ရှာတာပါဒီတော့မှမေချေလည်းစိတ်ရည်လေသွားပါတယ်ဒါဆိုသူ့မောင်ကိုမှရှာမလဲမေတော့တားမြင့်နယ်မြေရဲ့အလွန်မှရှိတဲ့အီသန်စကိတ်ရဲ့ယုံယုံမှရှိကြောင်းပြောပြလိုက်ပါတယ်နောက်ပြီးနောင်နာတွေရနေတဲ့ဒေါက်တာကလည်းသူ့မောင်လေးရှိရာကိုလိုက်ဖို့ကိုသူကူညီမယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပြီးဒေါက်တာမှသူ့ရဲ့စိတ်နဲ့ထက်လူကြတယ် သူ့ရဲ့မှတ်ဉာဏ်လေးအားလုံးကိုထည့်ထားတယ်သူ့ရဲ့ကိုဝါလို့စက်ရုပ်လေးလည်းတည်ထွင်လာပါသေးတယ်ဒီလိုနဲ့ Ethan Skate ရှီယာကိုသွားဖို့တိုင်ပင်နေတော့မှာရဲမှုအစားတို့စက်ရုပ်ရောက်လာလို့တိုက်ခိုက်ခံရပါတယ်ဒီတစ်ခါတော့ရဲမှုကတယောက်ထဲရောက်လာတာမဟုတ်ပဲနောက်ပါအစားတို့စက်ရုပ်တွေနဲ့ပါဒီမှာတိုက်ခိုက်ကြရင်နောက်လိုက်အစားတို့စက်ရုပ်ကဒေါက်တာကိုတတ်လိုက်ပါတယ်ဒါကိုရဲမှုကလုံးဝသဘောမကျပါဘူး သူကရဲတယောက်ဖြစ်လို့စစ်ရုပ်ကိုတက်ပြီးလူကိုပဲဖမ်းနေတာပါလူတက်ချင်တာမဟုတ်ပါဘူးဒါပေမဲ့လေအသင်စကိတ်ကစစ်ပွဲကြီးသူကြောင့်အောင်မြင်ပြီးတဲ့ကနိုင်ငံရဲ့အစိုးရအဖွဲ့ထဲမှာတရားဝင်နေရယူထားသူဆိုတော့အထက်လူကြီးဖြစ်လို့မကြိုက်ပေမဲ့မတက်နိုင်ခဲ့ပါဘူးတစ်ဖက်မှာလည်းစစ်ရုပ်ကောင်းဆောင်ရဲ့နေရာလေးကဖျက်ဆီးခံလိုက်ရပါပြီသူ့နေရာလေးမှာရှိသမျှစစ်ရုပ်တွေကအကုန်လုံးဖျက်ဆီးခံလိုက်ရတယ်လို့သူ့ကိုလည်းသဘောလူစားချုပ်ကိုဖောက်ဖျက်တဲ့အတွက် ဒဏ်ပေးတာဖြစ်ကြောင်းသတိပေးသွားခဲ့ပါတယ်ဒေါက်တာသိသွားပြီမဲ့ဒေါက်တာရဲ့ကိုဝါစက်ရုပ်လေးကဒေါက်တာလိုပဲအသိစိတ်တွေမှတ်ဉာဏ်လေးရှိတဲ့ကြောင်းဒေါက်တာသိသမျှကိုအကုန်သိပါတယ်အီသန်စကိတ်ရဲ့ယုံကြုံကိုခေါ်သွားပေးနိုင်တယ်လို့အီသန်စကိတ်ရဲ့ယုံနယ်ကိုဘယ်လိုဝင်ရမလဲဆိုတာကစသိပါတယ်ဒီလိုနဲ့အားလုံးချီတက်ခဲ့ကြပါတယ်ဟမ်ကလည်းသူ့ရဲ့စက်ရုပ်အကြီးစားကိုအသုံးပြုခဲ့ပါတယ်ဒီလိုနဲ့သူတို့တူတူတိုက်ခိုက်ခဲ့ကြပြီးအီသန်စကိတ်ကလည်းသူ့ရဲ့အစားလို့စက်ရုပ်တွေနဲ့ပြန်တိုက်ခိုက်ခဲ့ပါတယ်သူတို့တိုက်ပွဲဖြစ်နေတော့မှမီချယ်က ဒေါက်တာကိုဝါနဲ့ဒူစကန်နဲ့ကိုခိုးဝင်ပြီးသူ့မောင်လေးကိုရှာဖို့လိုပါတယ်။ရဲမှုကိုဝါဆေယုတ်ကတော့စစ်ပွဲမှာမပါဝင်ခဲ့တော့ပါဘူး။အီသန်စကိတ်ရဲ့လုပ်ရက်တွေကိုမကြိုက်တော့တာကြောင့်ပါ။နောက်ပြီးမစ်ချယ်ရဲ့မောင်လေးကိုဒီလိုလှုပ်ထားတာကိုလည်းသိသွားတာကြောင့်ပါ။အထက်လူကြီးဖြစ်နေတဲ့အတွက်မသိချင်အောင်ဆောင်ရင်းနဲ့ပဲကူညီခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲမှာတော့မနိုင်ခဲ့တဲ့ဆေယုတ်တွေကအခုလည်းအီသန်စကိတ်ရဲ့ကိုဝါဆေယုတ်တွေကိုမနိုင်ခဲ့ပါဘူး။ဟန်လန်သူသခင်ကိုကူညီရင်ထိခိုက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာမေချေကသူ့မောင်လေးကိုရှာတွေ့သွားပြီးသူ့မောင်လေးရဲ့စိတ်ချင်းဆက်သွယ်တဲ့အခါမှာသူ့မောင်လေးကသူ့ကိုကဲဖို့မကြိုးစားဘူးနဲ့သူကလူအသက်ရှင်တော့ခန္ဓာကိုယ်ကကိုမဝင်နေတာမလို့ရှင်ရဲနဲ့တည်နေမှာဖြစ်လို့နောက်ပြီးသူ့ခန္ဓာကိုယ်ကကိုဝဆယုတ်တွေရဲ့မိန်းဘဟုချက်ဖြစ်တာကြောင့်သူ့ခန္ဓာကိုယ်ဆက်တွေကိုရက်တက်ပြီးသူ့ကိုအပီးတိုင်းတက်ပြစ်လိုက်မှာကိုဝဆယုတ်တွေရက်တက်တော့မှဖြစ်ကြောင်းအမအားကိုရှင်းပြပါရစေ။ ီမှာမစ်ချက်တယောက်ဝေခွဲမရခတ်ခဲ့ပါတယ်။ဒါပေမဲ့အဆုံးမှာတော့ရာအလုံးကောင်းမှုတဲ့သူ့ရဲ့မောင်ကိုစတီးဘူးဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မောင်ခန္ဓာကိုယ်ကကျိုးရီအားလုံးကိုဖြုတ်လိုက်တဲ့အချိန်မှာတော့တက်ခတ်နေတဲ့ကိုဘော့ဆဲ့တွေအကုန်လုံးရက်တန့်ကုန်ပါတယ်။ဒီမှာပဲကီကာဟန်းကိုဆုံးရှုံးအောင်လုပ်ဝမ်းနေနေပြီမဲ့တကယ်တော့ဟန်းရဲ့ရွယ်စားက၈လမလောက်ပဲရှိပြီးအခုမြင်နေရတာဟာတကယ်ဟန်းမဟုတ်သေးပဲ။ဟန်းစစ်ကအထဲကထွက်လာတာကြောင့် B1 တာခဲ့ရပါတယ်။ဆေးကောင်ကလည်းသူ့စရုပ်တွေအတွက်လက်စားချိနိုင်လို့ကျင်းနေသွားပါတယ် ကဘာကြီးကလည်းအီသန်စကိတ်ရဲ့အကြောင်းတွေကိုအမှန်တမ်းချပြနိုင်ခဲ့ပြီးအဲ့ဒီနောက်မှာလူသားတွေနဲ့စက်ရုပ်တွေအရင်လိုအတူတူကပူပေါက်နေနိုင်သွားပါတယ်လူသားတွေကလည်းကိုဝတ်စက်ရုပ်ကြီးတွေလိုမသုံးတော့ပဲလက်တွေ့မှာမရှင်သန်ခဲ့ကြပါဘူးမိချက်လိုချင်တာကလည်းဒါပါပဲတစ်ခါတစ်ခါတော့သူ့ရဲ့မောင်လေးကိုလွှမ်းရင်းနေပေါ့